ချို့ကကြတော့လေအစိုးရဟိုအပြစ်တင်မှာဆိုလို့ဖုန်းနဲ့ကားနဲ့ဖားတယ်ပေါ့ဗျာနော်အဲတချို့အဲ့လိုရှိကြတယ်ချို့ဆိုလေပေါ်တင်ကိုဖားတာဗျာနော်ပေါ်တင်ကိုဖားတာတကြည်ပြချင်းမရှိပေါ်တင်ကိုဖားတာအဲဘလီစားမလို့ကျွန်တော်မေးကြည့်တယ်ဟိုစီပင်တရားကောမဒီတာဝန်ရှိရပေါ့ဘယ်နားလိမ့်မှာဘယ်နေရာမှာဘာစောက်လို့ခွင့်မတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးဒါအဖြေပဲ နိုင်ငံကြာပြောတာဒီမယုံနဲ့လीဒီမှာနေပြည်တော်ဒင်းသမားလေးတယောက်ဆိုလဲတနာပါတယ်တရားစွဲခံရတော့မယ်ဟုတ်လားအဲဆွဲမယ်ဆိုရင်တော့တစ်ခုနဲ့မဆွဲနဲ့နှစ်ခုနဲ့ဆွဲလို့တစ်ခုက66ကြောက်ကြီးရေနောက်တစ်ခုကအဒီဖြတ်မှုနှမျိုးတစ်မျိုးတော့လုလိုက်အကြံပေးလိုက်ဒါမှရှောက်ပြောဘလုရှတ်တရှောက်ပြောရှာရုံးရှိတိုင်းဘလုရှတ်တရှောက်ပြောနေတာရှက်သွားတယ်။နည်းနည်းငြိမ်သွားတော့နော်။နည်းနည်း သတင်းသမားဆိုတာဂါဂနာနာဂငယ်ဂါကြီးနာငယ်နာကြီးလေးလာကြီးမပြောရှောင်းမပြောနဲ့တရားရုပ်ရောက်ကတ်ရောက်နဲ့အဲဆိုတော့မကောင်းဘူးလေနော်အဲဒီလာပြောတာလေးစားအကုန်လုံးကတူညီစွာရှိရမှာတစ်ချက်သေးပဲငါ့ပါဆိုငါတို့ကဒီမြန်မာနိုင်ငံဆိုတဲ့အလံတော်အောက်မှာအတူတူကွာ ညီကိုမောင်တို့လို့ရှင်တွဲနေထိုင်ရမယ်တယောက်နဲ့တယောက်ချစ်ချင်းမြတ်တာတရားနဲ့နေထိုင်ရမယ်တယောက်နဲ့တယောက်ဆန္ဒနာလိမ်မှုနေထိုင်မယ်တယောက်နဲ့တယောက်ကိုထောက်ထားညတာမှုနေနိုင်ရမယ်တယောက်နဲ့တယောက်ကိုအမုန်းတရားတဲ့အညှိုးတွေမရှိဘဲနေနိုင်ရမယ်ဆိုတဲ့စိတ်မျိုးဝင်နိုင်လို့ရှိရင်ကျွန်တော်အလုံးအားအတူတူပဲဒါကိုလက်ခံဖို့လိုတယ်ဒါကြောင့်ဒီပလီကိစ္စဒီဆောက်တာကူမှမနစ်ကပေးတယ်ဒီနှစ်မှာဒီကူပြီးရတဲ့ရပိုင်းလေးမှာစဆောက်တာစဆောက်လို့အတန်ထွက်လာတာမနစ်ကတော့အတန်သိမထွက်ဘူးဒီနှစ်တော့အတန်ထွက်လာတော့စဆောက်နေပြီဆောက်တော့စိုးရင်ဒါကိုလည်းကျွန်တော်သိစီခြင်းနဲ့ကျွန်တော်အနေနဲ့ကတော့ဒီပလီကိစ္စဒီ ိုအရေးကြီးခွင့်ရလုံးပြီးတော့ပြူပြူပြဲရှုရှိထားပြီးတော့အော်အော်တောင်းဖြစ်เสียမလိုရတဲ့ကိစ္စဖြစ်တယ်လို့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျန်းဖို့ပါတီအမတ်ပြုတ်ခုလက်ကကြုံမျိုးမင်းကိုတရားစွဲဖို့ပြင်ဆင်နေကြအောင်ပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာတင်းသမားလေးတယောက်ဆိုလဲတနာပါတယ်တရားစွဲခံရတော့မယ်ဟုတ်လားအထူးဒေတာတစ်ခုကပုဂ္ဂိုလ်ကြီးအာဦးနေဒီမာဒီရုပ်ဝေဖန်ဆိုတာဘောတူပါတယ်ပါတယ်ဆိုတာခင်ဗျာ ဘုရားနေမြေခရပြန်ရောက်လောဘပါညာတန်ကုန်မှာတော့ဟိုတယ်လေးဝေထားတယ်ပါညာဟာဟိုတယ်ဝေတယ်ကျွန်တော်လည်းဘာမှမဆိုင်ဘူးလေဝေတဲ့ကောင်တယောက်တည်းကျွန်တော်ဝီစာစမ်းဆိုင်ဘူးလားကျွန်တော်တို့ဒီသားတွေကိုတတတိကချာဟာကျွန်တော်တရားဆွဲရမယ်လေသူတို့လာပြောတယ်ကျွန်တော်ဟောတနာပါတယ်လို့ဒီချာမင်းများမျိုးမင်းများမျိုးလောက်လာတော့ပုံဘူးဗျာကျွန်တော်လည်းကလည်းပြောလိုက်ပါတယ်အဆွဲမယ်ဆိုတော့တစ်ခုနဲ့ဆွဲနေတစ်ခုနဲ့ဆွဲလို့တစ်ခုကတောက်တောက်ကြီးရေနောက်တစ်ခုကအတီးရဖြတ်မှုနှပြောတော့လွတ်လိုက်ကအကြံပေးလိုက် 咁啊，少料，不如食多少啲，不如食多少料呢？食多，咁啊，營啊，咁啊，你頭先都話啦，加咖南、加咩咖、加南咩南咖，啲辣椒少咪少啲，啲啊油油咖油，嗯，係啊、嗯，全部講理咯，真係差唔多，離曬。啲呢啲咁嘅嘢離曬，而家有啲咁嘅嘢離曬嘅，知道冇？你食生椒，啲椒咧就離曬，冇得離嘅，離曬。嗰啲咁嘅嘢，係離曬，我話菠蘿係。 တော့အဲ့ဒီဒလီကိစ္စလည်းကျွန်တော်လုံးရင်းပြောရင်2014နဲ့2013လေးကကျွန်တော်ဒီတိုင်မကြည့်တော့ဘူးကျွန်တော်တခါလည်းအလုပ်မရဘူးပြန်ဆိုတော့အဲ့လောက်ကခုပြပေးခဲ့တဲ့ဟာကြီးအဲ့ကတော့ဘုဂျုံကြီးကကျွန်တော်တို့သိတာပေါ့နော်2020နဲ့အဲမြန်မာ့နဲ့24ဒုံကဘာသာမောင်းဆိုတွေနဲ့ပြဿနာခံရတော့ဘုံကြီးကိုလိုက်ခုပြပေးခဲ့တဲ့မြေရှိတယ်ပြရတာဒါဒါအခုဖြစ်နေတာနေပြီးတော့ကောင်းစီနေမြေပြင်မနာမျိုးနဲ့တစ်စိတ်နဲ့ခြေွာအဲ့ဒီွာထဲမှာ ဲ့ဒီဘက်မှာဒါပလီဒီဆောက်နေတယ်ဗောလေအဲ့တော့ဒီဆောက်နေလို့ဆိုပြီးတော့ဘုရားသားကြီးသမားတွေဘာညာတွေအားစိတ်ဆုံးကြတယ်ဘုရားဝိုင်းပြီးတင်ရတယ်ဗောနော်ဆိုတော့သူကလည်းဘောကတည်းကဒီကာဝယ်နေသစိတ်နေကြောင်းမှာဆိုတော့အဲ့ဒါလေရခင်ကဘုရားမကြီးကဒီဘာသာဘောကဖွင့်နေတွေ့ရအချိန်မှာအဲ့ဒီနေရာတွေကိုဒီခရစ်အစ္စလာမ်တခုရဲ့ဘောက The Christian ဘုရားဘာသာအင်္ဂလိပ်ကန် Christian ဘောနော် Catholic Christian Christian ကအင်္ဂလိပ်ကန်နဲ့ Catholic တို့ကနှစ်ချင်းအဲ့တော့အဲ့ကောင်မျိုးနဲ့ဘုရားဘာသာဆွန်နီဆလန်ရှီယက်ဆလန်ရှီယက်ဆလန်တော့ဟိန်းမှုစရှိတဲ့ပုံစံလေးကိုတော့ပြပြတွေ့ရရှိမှာတို့တို့အတွက်ဒီတင်တော်ရမီနီယာလေးအချက်အလက်ပေးရဲ့လို့ကျွန်တော်ချမ်းမြေ့သိရတယ် အဲချက်ကပြည့်ရလို့ကြားမှုတွေပေါ့နော်ဒါနဲ့အဲ့တော့အဲ့ဒါကြောင့်ဖြစ်ဖြစ်တယ်ပေါ့နော်အဲ့ဒါအနေ2024ချက်လို့ခုပြီးခဲ့တဲ့10ရက်မတူဘူးကြာ10ရက်ပေါ့10ရက်ပေါ့တော့10ရက်လောက်ရှိတယ်ပြီးခဲ့တဲ့ရက်ပိုင်းပြီးခဲ့တဲ့အောက်တိုဘာ September နောက်ဆုံးပတ် အဆောင်လေးတော့မှစပြီးတော့ဒီဒီဒပလီစောက်ဆို foundation တွေစချရအောင်ချရကြအဲ့မှာစပြီးတော့ music mic ကစပေါက်ပေါ်ပြီးတင်ရအောင်ဗျာအာတချို့လည်း music mic တွေတက်မလို့လည်းညံပြောင်းတိုက်ပေးတယ်အတချို့ကလည်း music mic တွေနဲ့ media တွေညံတိုက်တယ်တချို့ကလည်း music mic တွေပါလိုက်တယ်ညံတိုက်တယ်အပတ်လည်းပြန်တိုက်ပြီးတော့တချို့ပြောတယ်တချို့ကကြောင့်လည်းအစိုးရကိုပြစ်တင်ပါဆိုလို့ဖုန်းနဲ့ကားနဲ့ဖားတယ်ပေါ့ဗျာနော်အဲတချို့ကလည်းဖြစ်ရတယ်ဖြိုးဆိုရယ်ပေါ်လင်းကိုဖားတာဗျာနော်ပေါ်လင်းကိုဖားတာတကြည်ပဲချင်းချင်းပေါ်လင်းကိုဖားတာတကယ်နိုင်ငံတော်ကတကယ်ပေးတင်ပေးတိုက်လို့အစ္စလာမ်တခုလည်းပေးရမှာပဲကျင်းတဲ့ဘာသာအလုံးကိုပေးတာဟိဆိုတော့ကျွန်တော်ပြောတယ်ဗျာနိုင်ငံတော်အဲ့လိုမြေချပေးမှရှိတယ်ချပေးလို့ရတယ်လေဘာသာရေးဆောက်ဆိုတာက လူရင်ချပေးရတာရှိတယ်။မိဂရမဘာသာရေးဆောင်တဲ့ဘက်တိုင်းဗုဒ္ဓဘာသာလို့ရှိတယ်။ကျန်တဲ့ဒီအကြီးကြီးမှအဲ့လိုမီဒီယာချပေးရမျိုးကအဲတိတ်လို့မရှိဘူးလေ။ဟိုးရေရွာရွာမှာရှိရတယ်လို့လည်းရရှိအောင်။အဲ့လိုကြက်ကနာပြီးလုပ်ပေးရမျိုးကမရှိဘူး။အဲ့တော့ NGO ကြီးကလည်းကျတော့ तू ကဘာသာပေါင်းစုံတဲ့ဘက်တိုင်း तू စဉ်းစားထားတာမြင်ရှိတယ်။ဆိုတော့ကျွန်တော်နိုင်ငံတဲ့ဘက်တိုင်းရှားနိုင်ငံကြီးစဉ်းစားတာကအစ္စလာမ်ဟိုဖိနေတယ်လို့ခရစ်ယာန်ဖိနေတယ်လို့ဟိုဟာဖိနေတယ်လို့ဗုဒ္ဓဘာသာကရအောင်။ကျွန်တော်နိုင်ငံမှာဗုဒ္ဓဘာသာကိုအားလုံးလည်းယူဝိုင်းထုတ်နေတယ်။ခမာတော့ကလည်းယူလိုက်ထုတ်။အမေရိကန်ထုတ်ဟိုကထုတ်လည်းယူလိုက်ဝိုင်းထုတ်နေတယ်။ထုတ်ကြတော့မင်းတို့ထုတ်ထုတ်နေတဲ့လူတွေကိုပြဖို့တော့ဒီမှာကြည့်ရန်ကုန်မှာဆိုရင်မြို့တွေကတော့ကြည့်လိုက်ဦး။ 啊，一直来快想不开吧，我都不弄，来散下来。原来我你弄看嘛，是这里嘛，不一嘛，有这里嘛，这里嘛，呃，没有别的看嘛，也就别的嘛，我那把咱一直来快想不开他那东西，那都多来些，不离远，再过去也难，没得工嘛。所以别离的，然后你比如说你把你现在啊，现在你那不多米啊，就差别的，对没？ဒီလိုမိုက်ကြတယ်သူကခန္ဓာချက်အရာဒီအစ္စလမ်ဘာသာကိုသူစိုးရိမ်ကြဘူးရတယ်။အဲ့တော့စိုးရိမ်လည်းမင်းကျွန်တော်ဒီကလူလိုက်မိုက်နဲ့ဘုရားဘာသာဝင်ဒီအစ္စလမ်ဘာသာဝင်စိုးရိမ်ရဲ့အကြောင်းရလဲဖြစ်တော့မဟုတ်ဘူး။ဘာလို့လဲဆိုတော့ခင်ဗျားက ဒီနေရာမှာဖြစ်နေပြီလေဒီနေရာမှာဖြစ်နေကိစ္စဒါတော့ကျွန်တော်မြန်မာပြည်မှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေကတော့တကယ်ကိုဒီလိုမျိုးပြည်ရင်ပြည်မှာရှိတဲ့အစ္စလာမ်ဘာသာဝင်တွေလောက်တော့ဟိုအရင်ကြီးတက်ဟိုသွေးမကြွဘူးနော်လည်းအိုးဖြစ်ဘူးဒီမှာအေးစိတ်နေကြတယ်လို့တော့ကျွန်တော်အဲအဲ့လိုမြင်ထားပြီးချင်းတယ်အဲ့ဒါဆိုအခုတည်းရောအဲ့လိုမြင်ပေးရပါဘောဗျာတက်နိုင်ပါဘူးကိုဘာလို့ဆိုကိုကလောဆယ်တော့အဲ့လိုပဲနေနေတာဟုတ်အေးချားစွာနေထိုင်တဲ့အစ္စလာမ်ဘာသာဝင်တွေကတော့အတွက်ကတော့လိုအပ်ပါတယ်ဒါကိုအသုံးချပြီးတော့ရှင်းပြတော့ဒါကိုအသုံးချပြီးတော့ ဒီတိမ်မှာလုတ်တလို့မျိုးလုတ်ကိုကျိုးစားလာဆိုရင်တော့ဒါကျွန်တော်တို့နိုင်ငံအတွက်အနေရှိတယ်။ဒါနဲ့ချက်ဒါနဲ့ကျွန်တော်အဲ့လိုပြောချင်တယ်။အဲ့တော့ဒီတိမ်မနှုံအောင်ကြည့်ပြီးတော့ဒီကအမျိုးသားဒီမှာစိုးရင်လာလေမမှားပါဘူး။ဒါတော့ဒီတော့အစ္စလာမ်ဘာသာဝင်တာဝန်ရှိသူတွေကိုယ်တိုင်ကလည်းပြောရမှာစိုးရင်ကြမဟုတ်ဘူး။ဒါတွေကဘာကြောင့်ဆိုဒီဂျီကမှာအစ္စလာမ်တွေဘယ်လိုရှိလဲတွတ်ထပြရမယ်။နိုင်ငံကြီးကလည်းအဲ့ဒီနေရာမှာပေးစံဘယ်လိုရှိလဲ။အစ္စလာမ်ကြီးဘယ်လိုရှိလဲ။ရှိမှာပေးဖို့တန်တာ၆ဖို့တန်တာဒါလေးစမ်းသပ်ပြီးတော့ချက်ပေးဖို့လိုတာ။အဲ့တော့အဲ့ဒီနေရာတော့ကြည့်တော့ခေါင်မယ်လို့ကျန်နေသိရတယ်။ခေါင်မယ်နောက်တစ်ခုကအရင်လက်ဒီအဲ့တဝိုင်းမှာအစ္စလာမ်တွေအရင်များလားမများလားဆိုတော့တိတ်တော့ရိုင်းတော့များတယ်ပုံမဟုတ်ဘူး။ဒါပေမဲ့အဲ့ဘလီပေါ်လာရင်ဘာဆက်ဖြစ်မလဲမေး။ဘလီရှိသွားရင်တိတ်ကြိုင်မှာအစ္စလာမ်ဘာသာဝင်ရောက်လာတယ်။ ဘာလို့လဲအဲ့မှာသူ့ပေါင်းအဲ့ရွာမှာနေထိုင်တယ်။နေထိုင်နေအဲ့ရွာကတခုလုံးမှရှိတယ်။မူလ origin ကတပါတော်များတဲ့ဘာသာကတစ်ဖြည်းဖြည်းနည်းနည်းလာတယ်။အော်တိုဘာလာထဲမှာ TNA နဲ့စစ်အုပ်စုတွဲဆောင်ဆွေးနွေးဖို့ရှိ2029စစ်စင်ရေးအတွင်းတအောင်မျိုးသားလူမျိုးရေးတမတော် TNA ကတင်ပိုက်ထိန်ချုပ်ထားတဲ့မျိုးတွေကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီးနောက်မှာစစ်အုပ်စုနဲ့အော်တိုဘာလာအခုလာထဲမှာတွဲဆောင်ဆွေးနွေးသွားဖို့ရှိတယ်လို့ TNA ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်29ရက်တရုတ်နိုင်ငံကူးမင်းမြို့မှာတရုတ်ကြားပွဲစားလုပ်မှုနဲ့ DNLA နဲ့စစ်အုပ်စုတို့အကြားထပ်မံတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ရမှာ DNLA အနေနဲ့ကြောက်မဲနဲ့တီဘောကိုဆွန့်လွတ်မယ်လို့ဆွေးနွေးပြောကြားခဲ့ပေမဲ့စစ်အုပ်စုကမန်တုံနဲ့နတ်ဆန်ကိုပါပေးဖို့ထတ်တောင်းဆိုခဲ့လို့ဆွေးနွေးပွဲပြက်ခဲ့ရတာဖြစ်ပါတယ်။နောက်ထပ်ဆွေးနွေးပွဲကတော့ကူမင်းမြို့မှာဒီလာထဲမှာထပ်မံပြုလုပ်ဖို့စီစဉ်ထားစဲမှာပဲစစ်အုပ်စုကကြောက်မဲမြို့ကိုအရာတိန်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ စစ်အုပ်စုတွေကနောင်ချိုကိုအခုနှစ်ဇူလိုင်16ရက်ကပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ကြောင်မဲမျိုးကိုအောက်တိုဘာ1ရက်မှာအလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်သွားတာဖြစ်ပါတယ်စစ်အုပ်စုနဲ့ဒီတစ်ကြိမ်တွေ့ဆုံမှုမှုမှာဘလို့အချက်တွေအ धिक ထဲသွင်းဆွေးနွေးသွားဖို့ရှိမလဲလို့မေးမြန်းခဲ့ရမှာတော့လွေရီဦးကအခုလိုပြောပါတယ် တွေ့ဆုံဆွေးနွေးမှုကတော့ဘာမှမပြောတတ်သေးဘူးအထက်ကလည်းညွှန်ကြားတာမျိုးတွေတော့မရှိသေးဘူးဒီလာထဲမှာဆွေးနွေးမှုရှိမယ်ဒီတွေ့ဆုံဆွေးနွေးမှုကဘယ်နေ့ဘယ်ရက်ဆိုတာအတိအကျမပြောတတ်သေးဘူးလောလောဆယ်ဘာမှအတိပြောနိုင်ခြင်းမရှိဘူးနောင်ချိုမျိုးကို TNLA က2024ဇွန်လမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးတရုတ်ရဲ့ဂျာဝင်စွတ်ဖက်မှုနဲ့အတူစစ်အုပ်စုကတရုတ်အားကိုးနဲ့နောင်ချိုမျိုးကိုပြန်ရဖို့ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးတောင်ကမ်းဒေသနဲ့နောင်ချိုမျိုးကိုစစ်တလားကြာထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇူလိုင်16ရက်နေ့မှာပြန်လည်တင်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဆွေမာလာဝန်ရဲ့ပုံများလာတယ်။ဒါကလည်းလူတိုင်းမားရဲ့စိုးရိမ်ချက်ဆိုဒီစိုးရိမ်ချက်ကိုစိုးရိမ်ချက်မရှိဘူးဆိုတော့ပြပါရဲဆွေမာလာဝန်ကပြရမယ်။ပါလာဝန်ကပြရမယ်။ပြီးတော့နိုင်ငံတော်ကလည်းโอเคမင်းတို့စိုးရိမ်ချက်မလုပ်ဘူးဆိုတော့တော်တော်ပြရမယ်။ဒါသူစိုးရိမ်ချက်ကလည်းမှားမနေရဘူး။ဆိုတော့ဘာလို့ဒီနေရာတကယ်ဖြစ်နေပြီနော်။ဒီနေရာဆိုတော့ပြင်သေးလို့ချက်တဲ့နိုင်ငံတွေကဥရောပနိုင်ငံတွေကတော့အမလီလူခွေကောင်းတွေတက်လိုက်တာအကုန်ကျုံးနေပြန်ကုန်တာအမေရိကန်ကလည်းကုစားဖြစ်နေပြီဆိုတော့အရာအလုံးက တော့ကရည်ကဒုတော့သူ့နိုင်ငံသူ့တော့ကသူကြည့်ပဲခုနိုင်ငံကဒီလူသားရေးမှားတွေပါဘုဘဘုရားဘာသာဝင်စိတ်တော့ကဖြစ်တာလေမှားလို့ပြောမှာဒီနိုင်ငံရဲ့တကယ်ကိုလူများသောလူကြီးရဘုရားဘာသာဝင်တွေသူတို့လည်းအမျိုးပြောင်မှာစိုးချောက်တာပေါ့ခင်ဗျာအမျိုးပြောင်မှာမစိုးချောက်လို့ခင်ဗျာမျိုးမျိုးပြောင်တော့ဘယ်နဲ့လောက်အားလုံးရှိနေပြီလေ။အစ္စလမ်ဘာသာဝင်တလီဆောက်တော်ကိုအစ္စလမ်ဘုလိုကောက်ရတာဆိုတာချက်။တို့ရဲ့စိုးရင်ချက်ကိုထုတ်ပြတာ။ဒီလိုပဲမှတ်သိဖို့လိုတယ်။တို့ရဲ့စိုးရင်ချက်ကိုထုတ်ပြတာ။ဆိုတော့တို့စိုးရင်တာမဟုတ်ဘူးဆိုတာကိုလေဒီအစ္စလမ်ဘာသာဝင်အကမ်းနဲ့ပြဖို့လို့နိုင်ငံတော်နဲ့ပြတာ။ဘာသာဝင်ဆိုတာနဲ့ပြပြရမယ်။ပြီးတော့အေးတဲ့ဘာသာဝင်တိုင်းနဲ့အစ္စလမ်ဘာသာဝင်တွေအတွက်လေ ဒီအဲ့ဒီဒါမှလည်းအစ္စလာမ်ညားရဆိုရင်ရှိဖို့တလိရှိဖို့လိုတယ်ဘောသူဘယ်နှတော့ဝတ်ပြီးမလဲသူဘယ်နှတော့ဝတ်ပြီးမလဲအဲ့ဒါလည်းလူပြန်တယ်ဆိုတော့ဒါတွေအားလုံးကတမအမြတ်တာဆိုမြတ်ချင်ရှိတာမျိုးလိုတယ်ပြီးတော့ဒီနိုင်ငံမှာနေတဲ့အစ္စလာမ်တဲ့ဖြစ်အိန္ဒိယမျိုးခရစ်ယာန်တွေနဲ့မို့တိုက်တာလာခဲ့တိုက်တဲ့ဘုရားသာကြီးဘယ်ဘာသာကူပဲခင်ဗျားဘယ်ဘာသာကူပဲအဲ့ဒီနိုင်ငံအလှတော်အောက်မှာခင်ဗျားကျွန်တော်တို့တခုလေးရတယ်ဒီအမ်ဘရယ်လောက်အောက်မှာတခုလေးရတယ်ဆိုတော့မမေ့ကြတဲ့စိတ်မျိုးရှိဖို့လားကျွန်တော်ယူလိုက်တော့မယ်ငါမပြအစ္စလာမ်ဘာသာဝင်ယောက်ဟိုဒီဘာလဲကျွန်တော်ဟိုဘာဘာဘာလဲတို့တို့လောက်ပါပေါ့တခြားအစ္စလာမ်နိုင်ငံနိုင်ငံသွားလို့အဲ့ဒီနိုင်ငံသူ့ကိုသူ့နိုင်ငံသားပဲသိကပြီမထင်ဘူးလား ိုနိုင်ငံဘက်ကမြန်မာမင်းမင်းပိတ်ကိုနိုင်ငံစစ်တမ်းတူလို့ခံစားပြီးတော့ဘေးတွေကိုကျူတာဟုတ်ပြီမြန်မာနိုင်ငံကျန်တဲ့ဘာသာဝင်တယောက်ချမ်းနိုင်ငံတော်လို့ဟိုအတိမပြောချင်လားတို့ရဲ့စီးရင်တွေကိုမသွင်းသေးဘူးခဏတို့စီးရင်တွေမထည့်ဘူးမြန်မာတို့ပဲသွင်းမှာပြောတို့ရဲ့တို့ရဲ့ဒီဒီစပွဲကိုမှတင်ထားတဲ့စီးရင်တွေမှာခဏဝူးရအောင်ပဲထားမှာဟုတ်ပါလဲဆိုရှင်းရှင်းလေးပဲခင်ဗျားအေဆန်ချင်းပြီးမော်ဆယ်ချင်းပြီးအဲဆိုအေဆန်ချင်းပြီးဟိတ်ချင်းပြီးခရရှာချင်းပြီးဘာချင်းဘူးလောက်တာချင်းပြီးခင်ဗျားပေတော့တော့ခင်ဗျားကိုကြည့်မှာလား nation နိုင်ငံကြည့်တာခင်ဗျားနိုင်ငံပါတော့နိုင်ငံအဲ့ဒီနိုင်ငံဒီနိုင်ငံဒီပါတော်ဝင်တယ်ထောက်ခင်ဗျားတို့အဲ့နိုင်ငံနေပြီးတော့ဘူးကိန်းနဲ့မထားဘူးဆိုတော့လေခင်ဗျားတို့ကိုယ်လည်းသိကြတယ်ဒါကြောင့်မလို့ကျွန်တော်တို့ခင်ဗျားတို့အားလုံးဟာခရစ်ယာန်အစ္စလာမ်ဟိန္ဒူမွတ်စလင်စသဖြင့် လူတွေဒီမီးလီမာလာပို့နေစီအကုန်လုံးကတူညီတာရှိရမှာတစ်ချက်တည်းပဲနောက်ပါဆိုငါတို့ကဒီမြန်မာနိုင်ငံဆိုတဲ့အလံတော်အောက်မှာအထူးတကားညီကိုမတော်လို့ရှင်တွဲနေထိုင်ရမယ်တယောက်နဲ့တယောက်ချင်းချင်းနဲ့လည်းနေထိုင်ရမယ်တယောက်နဲ့တယောက်ဆန္ဒနာလေးကိုနေထိုင်မယ်တယောက်နဲ့တယောက်ကိုထောက်ခံကြတာမျိုးနေနိုင်မယ်တယောက်နဲ့တယောက်ကိုအမုန်းတရားတွေလူတွေမရှိပဲနေနိုင်မယ်ဆိုစိတ်ကိုမွေးနိုင်လို့ရှိရင်ကျွန်တော်အားလုံးအတူတူပဲဒါကိုလည်းဆောင်လို့ဒါကြောင့်ဒီမလီလေးစားဒီဆောက်တာကမှမနေ့ကပြေးတယ်ဒီနေ့မှတီးကူပြေးတယ်ရပိုင်းလေးမှာစားဆောက်တာစားဆောက်လို့တန်းထုတ်တာမနေ့ကတော့တန်းသိမထုတ်ဘူးဒီနေ့တော့တန်းထုတ်တာစားဆောက်နေပြီစောက်တော့ဆွေးနေဒါကိုလည်းကျွန်တော်သိနေချင်တယ်ကျွန်တော်နေကတော့ဒီမလီလေးစားဒီဟိုအရေးကြီးခွင့်ရလုံးပြီးတော့ပြူတပဲရှုပ်ရှင်းထားပြီးတော့ဟောတော်တော်ဖြစ်စီမလိုတဲ့ခေတ်စားဖြစ်တယ်လို့ စိုးရိမ်တဲ့သူတွေကိုလည်းမစိုးရိမ်ပါနဲ့လို့ပြောခါလို့စိုးရိမ်ရတယ်မယ်။ဘာလို့ကလည်းဘလို့ရှိနေရှိလဲကျွန်တော်တို့သဘောထားကလည်းဆိုတော့တော့သဆိုင်လူကြီးတွေဖိတ်တိပြီးတော့သဆိုင်လူတွေတိပြီးဆိုရင်ခရတ်တမိုင်းခေါက်တောင်းချင်ပါပြီ။ကျွန်တော်ကခဏလေးကြည့်နေပါအရင်မလို့ပါနဲ့။နေလို့ကြီးကလေးတေချာပြဆင်းလာပါလိမ့်မယ်။သဆိုင်ကဘာသာဝင်တွေကလည်းသူတို့လုပ်နေတာတွေသူတို့လုပ်ပါလိမ့်မယ်။ပြီးတော့မင်းရတော့အေးချမ်းအောင်နေထိုင်တဲ့တိုက်ပြည်ကိုချိုးပြီးလေအစ္စလမ်ဘာသာဝင်တိုင်းအတွက်တော့မီးတင်ရမှာဆိုသူတို့ဝတ်ကြည့်ဖို့အတွက်ပလီတစ်ခုတော့လိုပါသလားမီးလိုပါတယ်။ဒါနဲ့အဲ့ဒီလူကအေးချမ်းစွာနေထိုင်ပြီးနိုင်ငံကိုချစ်တဲ့နိုင်ငံအားလုံး ကျန်တာအစ္စလာမ်ဘာသာဝင်လေဆိုလေပိုကောင်းတာပေါ့ဗျာအဲ့ဒါဆိုကျွန်တော်လည်းညကိုညကိုလည်းအေးဆေးပါဗျာဒါလေးကိုနှစ်ပတ်မြောက်ကြီးစဉ်းစားပြီးတော့လောက်ကြဖို့သက်ဆိုင်ရာပုံစံအားလုံးကိုလည်းတိုက်ထုတ်ပါမယ်နော်